ဂါဒီယိုလာနဲ့မန်စီးတီးကိုကျွန်တော်စိုးရင်တချက်ပဲရှိတယ်။ဒီရသည်ဟာလန်ဘောမှာအယမ်းမီခိုလွန်နေရတယ်။ဟုတ်ကဲ့။ဒီပြဿနာကိုဂါဒီယိုလာကိုယ်တိုင်လည်းပြောထားပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကပဲအဲ့ဟာကိုရှော့ချခြင်းနဲ့ဒါပေမဲ့မဖြစ်နိုင်ဘူးဗျ။ဒီရသည်မှာတော့ကျွန်တော်ထင်တယ်။ဒီရသည်လုံးဟာလန်ကိုပဲမီခိုပြီးတော့ပဲသွားရလိမ့်မယ်။တတော်များများပွဲတွေမှာလည်းပြိုင်ဘက်တိုင်းကလည်းသိတယ်ဟာလန်လို့ရင်ငါတို့ခံရလိမ့်မယ်။မန်စီးတီးကိုရက်တန်ဘောဟာလန်ကိုရက်အောင်လှုပ်ဖို့ပဲ။ အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ The Sports Corner နေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Premier League Review ကတပွဲကြံနေရေပေါ့နော် Man City အသင်းအမှားယွင်းမရှိဘဲနဲ့ Haaland ရဲ့ခြေစွမ်းပြမှုတွေနဲ့3-1ဆိုတဲ့ result ထွက်ခဲ့ပါတယ်ဒီပွဲနဲ့ပတ်သက်တဲ့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်တို့ကိုချင်းကြီးရပဲဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ကိုချင်းကြီးမင်္ဂလာပါမင်္ဂလာပါကိုတနားကြီး မန်စီးတီးကိုကျွန်တော်တို့ထားခဲ့လို့မရဘူးပြ။ဟုတ်ကဲ့။တောင်းနောက်လို့တော့မရဘူးသိရမလား။ကျွန်တော်အစမန်စီးတီးအော်ပထမနည်းနည်းလေးဖောင်ပြတ်သွားတာကိုတို့စပါးကိုရှုံးနေ၊ဘရိုက်တန်ကိုရှုံးနေနှစ်ပွဲဆက်ပြတ်သွားတဲ့အချိန်မှာမန်စီးတီးတော့ချန်ပီယံပြေးတဲ့ကနေကျွန်တော်တို့ထည့်တွက်စရာမလိုတော့ဘူးဆိုတော့ကျွန်တော်ခက်ချာချာအတွေးမျိုးကျွန်တော်တွေးခဲ့မိတယ်ဗျာ။အမှန်တိုင်းဝင်ခိုင်း။ဒါပေမဲ့ကျွန်တော်ရှော့တွက်လို့မရဘူးပြ။ဘာဖြစ်လို့ဆိုတော့ဟာလန်ဖြစ်နေလို့။အာကိုချင်းရဲ့အမြင်လေးဒါမန်စီးတီးဒီဒီနေ့ပွဲမှာဘယ်လောက်ထိဘလို့ဂျင်းနဲ့အားရမှုရှိခဲ့တယ်။မှန်ပါတယ်။အဲ့တော့ အခုဒီနိုင်ပွဲကမန်စီးတီးတွေအရန်အေးပါတယ်ဘာလို့လဲဆိုတော့ဒီဘုံပေါက်ကိုနိုင်လိုက်တာတော့ဘာမှအရန်ထူးခြားနေရမဟုတ်ဘူးပြန်တက်လာဟုတ်ကဲ့ဟိုကျွန်တော်ပြောမှာနှစ်ပိုင်းခွဲပြောဟာမင်းတို့ကလည်းကွာအရန်မန်စီးတီးကဘုံပေါက်ကိုအိမ်ခွင်မှာနိုင်တာဘာများထူးဆန်းလို့လဲမှန်ပါတယ်ဘာမှမထူးဆန်းနိုင်နေကြပဲဟုတ်ကဲ့အရင်နှစ်တွေလည်းနိုင်နေကြပဲအခုလည်းနိုင်တယ်ဘာမှထူးဆန်းနေရမဟုတ်ဒါပေမဲ့ပြဿနာကဒီနှစ်အာဆင်နယ်ကအရန် strong ဖြစ်နေပြီးတော့တောက်လျှောက် rhythm တွေကောင်းနေတယ်တောက်လျှောက် nine ဘွဲတွေရှားနေတယ်ပေးကိုးတွေမရှိဘူး အရန်ကိုရက်တန်းမှုခတ်နေတဲ့အချိန်မှာချိန်ဆိုးကနေပြေးနေတယ်အဲ့လိုအသေးနဲ့အခု6မှတ်กว่าနေဒီပွဲမှာသာတရေတံမမို့ရှုံးသွားခဲ့ဦးမယ်ဆိုရင်10မှတ်တွေ9မှတ်တွေပြတ်သွားမယ်ဆိုအခုမှပွဲစဉ်10ပဲရှိသေးတယ်ဒီလောက်အများကြီးပြတ်သွားလိုက်ဖို့အချိန်တော့ရှိသေးတယ်ဆိုရင်မဲ့စိတ်ဓာတ်ဘိုင်းမှာကျွန်တော်တို့မန်တယ်ဘိုင်းမှာအရန်ထိသွားလိမ့်မယ်မဖြစ်နိုင်တော့ပါဘူးဆိုတော့ကစားမတွေကိုယ်တိုင်နီးပြကိုယ်တိုင်မယုံကြည်တော့ဘူးဆိုတော့ဒီ ਆਈ ကလှုပ်ဖို့ခတ်သွားပြီဗျာပြိတ္တတွေဘလောက်ပဲချိန်နေရှိသေးတယ်ပြောပြောပြန်လိုက်ဖို့အခွင့်အရေးရှိသေးတယ်ပြောပြောအစောစီးအမှတ်ပြတ်သွားတာမျိုးက ပြန်ဘက်တော့ကကြတော့ဖီးယားယော့သွားတယ်ကိုအတင်းအတွက်ကြတော့စိတ်တက်ပိုင်းမန်တယ်ပိုင်းထိတယ်ဆိုတော့ဒီလိုပေးဖြစ်လို့မရဒီလိုပေးဖြစ်ခတ်သွားလိမ့်မယ်ပြီးတော့ပရီးမီးယားလိဂ်ကပြန်ဆိုင်မှုကရှူဒေါင်းကနေကြည့်မယ်ဆိုတော့လေဒီတစ်ပတ်မန်စီးတီးတို့လီဗာပူးတို့နိုင်ပွဲကအရန်အေးကြီးတယ်ကျွန်တော်ရှေ့မှာပြောတယောက်တည်းတစ်ကောင်တည်းပြည့်တဲ့ပြိုင်ပွဲကြီးလို့ဖြစ်သွားရင်ဘာမှကြည့်မကောင်းတော့ဘူးအိမ်ပဲမဲ့သွားတော့မယ်အခုလီဗာပူးပြန်နိုင်တယ်သူရှိသင့်ရှိတတ်တဲ့ နေထားပြန်ရောက်လာတယ်မန်စတီနိုင်ပွဲပြန်ရတယ်ပြီးခဲ့တဲ့ဘက်ကဗီလာရဲ့ရှုံးပွဲကို bounce back ပြန်လုပ်ပြီးနိုင်ပွဲဒီနိုင်ပွဲကအရင်အရေးကြီးတယ်ဗီလာနဲ့ပွဲမှာမန်စတီမှန်တယ်ဟာလန်ရက်သွားတယ်မန်စတီဘာမှလုံးမရခဲ့ဘူးသူတို့လုံးချင်တာတွေလုံးမရခဲ့ဘူးအဆင်မပြေခဲ့ဘူးဒီပွဲမှာတော့မန်စတီကိုကျွန်တော်ပြန်မြင်ရတယ်ဟာလန်ရဲ့ရန်တန်းလို့မရတဲ့ဒီတွင်ကိုတွေသူ့ရဲ့ခြေစွမ်းတွေကိုပြန်မြင်ရဆိုတော့အားရဖို့ကောင်းတယ်ဂွာဒီယိုလာနဲ့မန်စတီကြောပြန်လာပြီဒါဘာဖြစ်ကြိုးစိုးရမယ့်အချက်လို့ကျွန်တော်မြင်ပါတယ်ဂွာဒီယိုလာဒီပွဲပြီးမှပြောတော့တယ်ပေါ့နော်ဟာလန်ကမက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ level တခုကိုရောက်လာပြီသွား level ဆိုတာကျွန်တော်တို့ကစားပုံမှာတော့ Haaland က Messi ရောနဲ့တို့မြင်ချင်းမမြင်ပဲသူပြောတော့တဲ့ two point အဓိကထောက်ပြသွားတဲ့အချက်က goal အတွင်းအားမှာပေါ့နော် Ronaldo Messi ကိုမှန်ပါမိလာပြီလို့သူကပြောသွားတယ်ပေါ့နော်ဒါကလည်းအဲ့လိုပြောရအောင်သူတပည့်ကအရန်ကောင်းနေတာပေါ့နော်အဲ့တော့ Premier League မှာ73ကို DRD မှာပြိုင်ပွဲဆို26ကိုအတွင်းထားတယ်ဟုတ်ကဲ့အဲ့တော့ငွေချင်းအနေနဲ့ရော Haaland ရဲ့ level ကကျွန်တော်တို့ကောင်းနေပြီ ြောချင်တာခုနကမှပြောလို့ Guardi ရဲ့စကားထောက်ခံချင်တာပေါ့နော်။ဟုတ်မှတ်ပါတယ်။ဂိုးသွင်းအားကိုပြောမယ်ဆိုရင်တော့ Messi Ronaldo ခက်နောက်ပိုင်းမှာအဲ့လိုကြီးတရားဒီကိုဂိုး၄90သွင်းနိုင်တဲ့ကစားသမားအရင်လက်ချိုးယူလို့ရတယ်။ Mbappe ရှိတယ်၊ Haaland ရှိတယ်။လက်ရှိကမ္ဘာအကောင်ဆုံးတိုက်စစ်မှု၂ယောက်ပဲဗျာ။ဒီ၂ယောက်ပဲလုံနိုင်မှာဒါတွေက။ဟုတ်ကဲ့ကော။ဂျန်တဲ့လူတွေလုံနိုင်မှုမလွယ်။ဥပမာ Venezia တို့ရှိပဲဂျန်တဲ့ Yamel တို့ရှိမယ်။သူတို့ကျ Winger တိုက်တွေတောင်းပန်နေဆန်တယ်။ဖြော်ပြမှုပူအသားပေးတယ်။တအူးချင်းထိတ်ခွန်နေ dribbling တွေပူသွားတယ်။သွင်းဂိုးတွေပိုင်းမှာတရား တရာဒီလောက်ဂိုး20ကျော်30အသွင်းကောင်းသွင်းလိုက်မယ်။ရာဒီတိုင်းမှာအမှကန်ချက်မရှိဘူး။ဘာပေလို့ဟာလန်လို့ကြတော့ကစားရတဲ့ position ကလည်းတိုက်စစ်မှာပို့ပြီးတော့တာဝန်ယူရတယ်။ကစားပုံတိုက်မတူဆိုရင်မဲ့ရာဒီတိုင်းမှာလီမှာတရာဒီကိုဂိုး20နဲ့30ကျားမှာသွင်းတယ်။ပြန်ပွဲဆိုမှာဂိုး40နဲ့ဂိုး50လောက်သွင်းနိုင်တယ်။ဟာလန်ဆိုရင်ပထမဆုံးရာဒီမှာမန်စီးတီးကိုရောက်လာတယ်ပထမဆုံးရာဒီပြန်ပွဲဆို50နဲ့ဒါနှစ်ပွဲမှာ53ဂိုးတောင်သွင်းနိုင်ခဲ့တာ။ပရီးမီးယားလိမှာလည်း36ဂိုးတောင်သွင်းနိုင်ခဲ့တဲ့ သူ့ရဲ့ outstanding ရာသီအခုဒီရာဒီရာသီမှာအဲ့လိုခြေစမ်းမျိုးပြန်မြင်ရမယ်ဟာလိုင်းကဒါပြိုင်ပွဲဆုံးမှာဆိုရင်ပထမဆုံးရာသီမှာ52ဂိုးသွင်းတယ်ဒုတိယရာသီမှာ38ဂိုးမနစ်က35ဂိုးပြောချင်တာကမနစ်က48ပွဲကစားပြီးတော့35ဂိုးသွင်းတယ်ဆိုတာကဟာလိုင်းရဲ့ခြေစမ်းကျသွားတာမန်စီးတီးမှာကစားခဲ့တဲ့3နှစ်အတွင်းမှာဒါပြိုင်ပွဲဆုံးမှာဂိုးအနည်းဆုံးရာသီဟာလိုင်း ပုံမှန်ခြေစွမ်းမရှိဘူးလို့ဝေဖန်ခဲ့ရတဲ့ယာတီသူရဲ့ပုံမှန်ခြေစွမ်းမရှိဘူးလို့ဝေဖန်ရတဲ့ယာတီကကျန်တဲ့ကစားမတစ်ယောက်အတွက်ဆိုရင်လီးပြိုင်ပွဲမှာ22ဂိုးသွင်းတယ်ပြိုင်ပွဲဆို35ဂိုးကတကယ်အောက်ဆန်လေးယာတီဥပမာအီဆက်တို့ရှိလိုက်အဲ့လိုဂိုးသွင်းတုံးရှိလို့လေလီဗာပူးလိုအသင်းကစံချိန်တွေပြောင်းရွှေ့ကြီးနဲ့ခေါ်ခဲ့တာဟုတ်ကဲ့ပြောချင်တာကဟာလန်ကညံ့ပါတယ်ဆိုတဲ့ချိန်ကတခြားသောကစားသမားတွေရဲ့အကောင်ဆုံး step တွေနဲ့သွားရှင်း level လောက်ရှိနေတယ်ဟုတ်ကဲ့အဲ့ဒါဟာလန်းကြနေတဲ့အချိန်ဟာလန်းရော့နေရလို့ကျွန်တော်ဝေဖန်တဲ့ယာဒီရဲ့ twin ကိုနှုတ်ဟာလန်းအရင်ကောင်းတဲ့ယာဒီမှာဘယ်သူမှအနာကိုကတ်လို့မရဘူးပထမဆုံးယာဒီရောက်လာချိန်မှာ53ပွဲ52ကိုပြတပွဲတကိုနှုတ်ရင်းသွင်းနေတာလီမာလည်း35ပွဲမှာ36ကိုကျွန်တော်ထင်တာဒီပထမဆုံးယာဒီရဲ့စံချိန်လောက်ကိုပြန်သွားလိမ့်မယ်ဂိုး40နဲ့50ကြားလောက်တရားဒီပြိုင်ပွဲဆုံးမှာရလောက်တယ်ထင်တယ်ပြီးတော့ မှတ်ပေးပြိုင်ပွဲမှာလည်းပထမဆုံးနှစ်မှာဂိုးသုံးရွယ်ကျော်သွင်းပြီးတော့မနှစ်၈တနှစ်နောက်တနှစ်ကျော်28ဂိုးသွင်းတယ်မနှစ်က22ဂိုးသွင်းရော့ရော့လာတယ်ဒီရာဒီမှာတော့အဖွင့်ဦး10ပွဲပဲရှိသေးတယ်ပရီးမီးယားလိမှာ73ဂိုးသွင်းထားတယ်ဂိုးမသိနိုင်တာလည်း2ပွဲပဲရှိသေးတယ်ဆိုတော့ပထမဆုံးရာဒီမှာသူရောက်လာတော့ရာဒီအဖွင့်10ပွဲမှာ15ဂိုးသွင်းနိုင်ခဲ့တဲ့ရာဒီပြီးရင်ဒါသူ့ရဲ့ဒုတိယဒါအဖွင့်10ပွဲမှာအတွင်းကိုအများဆုံးပါတော့ကျွန်တော်ထင်တာတော့ဒီရာဒီမှာဟာလန်အတွင်းကိုက ဒါပရီးမီးယားလိတခုတည်းတီးတန့်ဆိုရင်ဂိုး30ကျော်သွားလိမ့်မယ်လို့ထင်တယ်။ဒီဘက်မှာတွင်းသွားတဲ့သူ့ရဲ့တွင်းကိုတွင်းသွားတဲ့ပုံစံတွေကြည့်တယ်သူ့ရဲ့တိုက်ပဲသူလုံနေချပုံစံတိုင်းပဲ။ပထမဂိုးမှာဆိုရင်ဒီဘုံမောက်ကအလွန်ကျော် high line defend ကြီးရဒီဘက်မှာဘုံမောက်နီးပြအီရာအိုလာကိုကျွန်တော်အမှန်တိုင်းပြောရင်ပရီးမီးယားလိမှာအကြိုက်ဆုံးနီးပြတဲ့မှာသူပါတယ်။ဟုတ်ကဲ့။ဘာလို့အဲ့လော high line defend ဆော့ရလဲ။ဟာလန်လိုမျိုးတိုက်စစ်မှုရှိနေတဲ့ဒီလောက်တိုးဝါယုံဝါပါဝါကြီးကောင်းနေတဲ့ ပြောမယ်ဆိုရင်အန်ဒန်ကွန်တာကြီးဗျာဒါကြီးရကျွန်တော်တို့လုံးဝဘာမှလုံးလို့မရတဲ့အန်ဒန်ကွန်တာကြီးတကက်အကြီးသားမွေမတကက်အကြီးသားကောင်ကြီးအဲ့လိုကြီးရှိနေတဲ့ပြဿနာကြီးကိုဘာလို့ highlight တဖက်နဲ့အဲ့လို risk ကိုလောက်တာလဲကျွန်တော်တို့နားမလည်နိုင်ဘူးဟိုအရန် high risk high reward သူတခုခုမြင်နာလို့ဖြစ်ပါတော့လေဒါပေမဲ့အဆင်မပြေဘူး man city ကိုသွားပြီးတော့ဟိုအချိုကျွေးသလိုဖြစ်နေတယ်ဒီဟာကြီးကို man city ကလည်းကောင်းကောင်းကြီးကိုဒုက္ခပေးတယ်ပထမဆုံးမှာဆိုရင်6ချိန်လောက်ကန်တယ်4ချိန်လောက်ဘေးချက်နေရတယ်ဘောလုံး ဘုံမောက်ဘောလုံးတိုက်စစ်စင်နဲ့ဘောလုံးပြက်ပြီဆိုတာနဲ့မန်စီးတီးကောင်တာတွေပြောင်းဝင်နိုင်မှာဘုံမောက်ခံစစ် PO ဖြစ်ရပဲဟာလန်ရဲ့ပါဝါဒီရုံးအားယူဘယ်လို့မှမရှင်းနိုင်ဘူးရိုင်ယန်ချာကီလည်းတော်တော်ကောင်းပါရိုင်ယန်ချာကီပထမကလုံးကိုဒါကောင်းတဲ့ချပေးတယ်ဟာလန်ပြေးထွက်သွားတယ်ပြေးလမ်းရှည်ကြီးနဲ့ကွက်တီပြေးထွက်သွားတယ်ပြီးတော့သူ့ရဲ့ treatment တိုင်းပဲဂိုးသွားအဝေးတိုင်းကိုကန်မလို့ပြပြီးတော့မှပြန်ချို body အနေထားကိုလုံးဝဟန်ချက်ကိုလုံးဝပြောင်းပြီးတော့မှ န်ပြောင်းပြီးကန်သွား Goldman တယောက်တည်းဒါဘယ်လိုမှအချိန် response လုပ်ဖို့အချိန်မရတော့ဒါကော work life တိုက်စင်မှုအဆုံးသက်သွားတော့ကြည့်ရင်ရှင်းတယ်ဒုတိယမြောက်ကိုအဆုံးသက်သွားတာမှာလဲဒီ Chucky ရဲ့ forward တို့1 2ရိုက်ပြီးထုတ်ပေးလိုက်တဲ့ဘောလုံးကိုဒီ outside track ကိုကြော်တယ် Highland defend ကိုကြော်ပြေးထွက်သွားတယ်အဲ့အချိန်မှာပုံမှန်တိုက်စင်မှုတယောက်ကျွန်တော်တို့တာမန်တိုက်စင်မှုတယောက်ဆိုဒီလိုဒဲပြေးမှာဘောလုံးထွက်သွားတဲ့အချိန်မှာ Highland ပြေးတာကြည့်လိုက်ဒီလို crossing ပြေးတာပြန်ပဲနောက်ခံလို့ဒီရခတ်ဒီပြန်လိုက်တဲ့အချိန်မှာ तू ကမမြင်အောင် blind side ကနေနောက်ကိုပြန်လိုက်တဲ့အချိန်မှာ तू ကစောင်းမိလိုက်တာ အဲ့ဒီလိုဒဲ့တာပြင်းဒီလိုစောင်းလိုက်တဲ့ကစားမှာတိုးလို့ရတယ်တိုက်လို့ရတယ်ဟိုပြေးလမ်းကိုခုလို့ရတယ်အချိန်ရတယ်သူ့မှာဟုတ်ကဲ့ဒီလို crossing ပြေးလိုက်တဲ့ကြောင့်ဒီလိုဖြောင်းပြန်ပြေးတဲ့လူကဝင်တိုက်ရင်သေးကြအနီကပဲဘာမှလို့အဒီရခတိလွတ်ပေးလိုက်ရတယ်ဆိုလို့ကျနော်မထင်ဘူးအဲ့လိုကြီးစောင်းပြီးတော့သူ့ကိုဖြောင်းပြန် crossing ပြေးထွက်သွားမှမထင်ဘူးအဲ့လိုဖြောင်းပြန်ရင်သူပြေးတဲ့ဘက်နဲ့ဟိုဘက်နဲ့ Haaland ထွက်တဲ့ဘက်နဲ့ဖြောင်းပြန်ရင်ဖြစ်သွားပြီးတော့လုံးဝလွတ်လွတ်ချွတ်ချွတ်ကြီးကိုတွဲပြီးတော့ဂိုးသမားပါခောက်ပြီးသွင်းသွား Haaland ကတော့ဘယ်အချိန်ဘယ်နေရာမှာဘာလုပ်ရမလဲဆိုတော့ကောင်းကောင်းသိတယ်ဟို hat trick တောင်ပထမပိုင်းမှာရနိုင်တာဒီချက် ဒူဂူပေးတဲ့လုံးကို1 by 1သူကန်တာကောင်းပါပက်ထရိုဗစ်အဲ့လုံးမှာတော့တော်တော်ကောင်းကောင်း save လုပ်သွားတယ်နီကိုအိုရိုင်လီလည်းပထမပိုင်းမှာဟာလန်လိုပုံစံမျိုးဘိုင်ဝမ်းချရတယ်ခွင့်ရီကိုဒါသူလည်းဆုံးသက်တာပဲပြိုင်မဲ့ခံစစ်က block လုပ်သွားရတယ်ပေါ့နော်တော်တော်လေးကောင်းပါလေမန်စီးတီးကစားသွားတယ်ပထမပိုင်း45မိနစ်တော်တော်သဘောကျတယ်ဘုံမောက်ကတော့ဒီနေ့နီးပြူပါပိုင်းမှာအီရာဝလာနည်းနည်းလေးအမားတွေများတယ် highlight defense ကအရန်အဆင်မပြေဘူးအဲ့တော့ဟိုတော်တော်လေးဒီပွဲမှာဟာလန်ကကြောက်ဖို့ကောင်းတယ်ဆိုတာပြန်မြင်ရအထူးသဖြင့်အိမ်ကွင်းနေမှာဆိုအခုဆို၄ပွဲစတိုက်နောက်ဆုံး၄ပွဲလုံး နှစ်ဂိုးပွဲတိုင်းသွင်းထားနိုင်တယ်ဆိုတော့ဟာလန်နဲ့မန်စီးတီးကို80မှာရက်တန်းဖို့တော်တော်မလွယ်တော့ဘူးတော့ကျွန်တော်ထင်တာပဲဟုတ်ကဲ့ကိုကြည့်ပြောလို့ပဲ အင်္ဂွင်းနောက်ဆုံးလေးဝဲ United ရဲ့ Burnley Everton ဘုံမောက်ရောနှစ်ကိုးစီတွင်ခဲ့ပေါ့နော်ဒါကဒီရှေ့မှာ Premier League မှာတွင်ခဲ့ကစားသမားနှစ်ဦးပဲရှိတယ် Louis Suarez နဲ့ Robbie Fowler နဲ့ပေါ့နော်အဲ့တော့ဒီအချက်လက်လေးတော့တွေ့ရတယ်နောက်ပြီးကျွန်တော်တို့ပြောသလိုပဲ Haaland က Alan Shearer ဆိုတာကျွန်တော်တို့ရဲ့ဒါတကယ်ကဏ္ဍဝင်ကြီးပေါ့နော် Alan Shearer က9100ကိုကျွန်တော်ထင်တယ်124ဝယ်လားမသိဘူးအဲ့ဝင်းကျင်ပဲထားလိုက်ပါတော့အဲ့လောက်မှပြေခဲ့တာ Haaland ကအခု9100ပြေးဖို့နှစ်ကို3ကိုပဲလိုတော့တယ်ပွဲရလဲ104 105အဲ့လောက်ပွဲလောက်ပဲဆိုတော့ ဟာလန်ကဂိုးတရအမြန်ဆုံးပရီးမီးယားလိမှာပွဲနေနေနဲ့ပြည့်မဲ့ကစားသမားဖြစ်လာဖို့ကတေးရရတိုင်းလုံးတေးကြီးလက်ခံမလွဲတော့ဘူးတေးချာနေပြီဆိုတော့ဟာလန်ရဲ့အစံချိန်တွေကိုကျွန်တော်တို့အများကြီးမြင်အောင်ပဲကိုချင်းချီကျူးချီကျူးသွားတယ်ဆိုတာလည်းကျွန်တော်ကဟိုကဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဘုံမောက်ဆိုတာဒီရာသီမှာအရန်ဟိုက်ပြီးအရန်ကောင်းနေရတော့ဟုတ်တယ်ဒီမန်စတီးနဲ့မတိုင်ခင်အဆင့်နှင်းမှာဟုတ်တယ်ရှစ်ပွဲဆက်မရှုံးထားဘူးကျွန်တော်တို့ရာသီအဖွဲ့မှာလီဗာပူးကို4-2နဲ့ရှုံးပြီးနောက်ပိုင်းချိန်မှန်နေတာအဲ့လိုအသင်းကိုကျွန်တော်ကလွယ်လွယ်ကူကူနဲ့ကိုခွင့်ရေးပေါင်းများစွာ ကစားတော့တာပြောတော့ပြောချင်တာကသူများထက်သားတဲ့လူသူများထက် genius ဖြစ်တဲ့အသင်းဒါတင်းဝရှိတဲ့အထာသူတို့အသင်းဖြစ်သွားပြီဆိုတော့အဲ့လိုလူပဲဖြစ်ဖြစ်ပပုပ်ကူပဲဖြစ်ဖြစ်အတင်းအသင်းတစ်ခုပဲဖြစ်အောင်မြင်နေဆိုတာသူတို့ကသူများလွယ်လွယ်နဲ့ဟိုသူများတွေခက်ခက်ခက်ခဲစူးစမ်းနေတဲ့အရာတစ်ခုကိုသူတို့လွယ်လွယ်ကူကူကြော်ဖြတ်နေရသေးလားအဲ့ဒါကက genius ပဲ genius ဆိုတာကျွန်တော်အဲ့ဒါကိုပြောတာဒါပေါ့သူများတွေ9ရက်လောက်စူးစမ်းတဲ့ဟာကိုတနိုင်နဲ့ရတဲ့လူရှိတယ်အဲ့လိုမျိုးပေါ့နော်ပါရမီပါလားပါရမီပါအဲ့တော့ဒီအသင်းကကျွန်တော်တို့ကကျွန်တော်ဟို ဟိုချန်ပီယံတိုင်တယ်တွေကနေကျွန်တော်ဖြတ်ထုတ်လိုက်တာကျွန်တော်တော်တော်စိုးခဲ့တာပဲဗောနော်အတွေ့ရအခုချိန်မှာအဲ့လိုဝင်လာအော်ငါတော်တော်ညံ့တာပဲဗောနော်ဒီလိုအသင်းကိုဘလို့ဘလို့အကြောင်းပြချက်နဲ့မှ sweat ဖြစ်ထုတ်ဖြစ်ခဲ့တာလေဗောနော်ဒါပဲထားလိုက်ပါဘာပဲပြောအခုချန်ပီယံတိုင်တယ်မှာတော့ကျွန်တော်တို့မန်စီးတီးကိုမေ့လို့မရဘူးဘုံမောက်ကတော့အကောင်းဆုံးပုံစံတွေပြန်လာအောင်ပါအဲ့တော့မန်စီးတီးဒီပုံစံနဲ့တကယ်လူစုံတက်စုံနဲ့ဒီတိုင်းလှော်သွားရင်ဒီရာသီမှာရောချန်ပီယံပြေးလမ်းကြောင်းမှာကျွန်တော်တို့ဒါဘလောက်ထိအာဆင်နယ်ကိုဒုက္ခပေးနိုင်အောင်မထင်လဲ ဲ့တော့ဒီနှစ်မန်စတီဘာလုံးပြမလဲလို့ပြောဖို့တော့ခက်တယ်ကျွန်တော်တို့အများကြီးပြောနေဆိုတော့ဂွာဒီယိုလာကတစ်နှစ်မအောင်မြင်နောက်တစ်နှစ်မှာတော့သူအောင်မြင်ခြင်းနဲ့အကြာကြီးအောင်မြင်မှုမရတာမျိုးလက်ခံတတ်တဲ့နည်းပြမလို့ဖြတ်ပြောလိုက်ပါနှစ်ရာသီစက်တိုက်လားမသိဘူးသူဟာလေအာအမှတ်ပေးချန်ပြီးရမရတာမရှိဘူးရှိဘူးအဲ့ဒါပြောပါလေသူနှစ်ကမအောင်မြင်တာကိုမန်စတီရောက်လာတစ်နှစ်မှာအောင်မြင်နောက်နှစ်ချက်ချင်းရအောင်လုပ်ပြဒီနှစ်လည်းအကြီးစားပြင်ဆင်ထားတယ်အဲ့တော့ ဒါပေမဲ့ဒီနှစ်ပြင်ဆင်မှုတခုတော့ရှိတာသူတို့ငွေအရင်မသုံးတာ underrated တွေခေါ်လာတာ render တို့ chagi တို့ဒါပေမဲ့ဒီဘွဲမှာကျွန်တော် chagi လေးကိုတော်တော်သဘောကျသွားတာဟုတ်ကဲ့ဟို de bruyne နဲ့တော့ compare လုပ်ဖို့က so long လေးထင်ပါတယ်ကျွန်တော်ထင်ပါတယ်အကောင်လုံးကဒီ de bruyne ရဲ့ quality ကို chagi ရဖြည့်နိုင်တော့မှာလားဆိုရင်မေးခွန်းတွေအဒီချိန်မှာမေးလာတော့မှာဒါပေမဲ့ de bruyne ကိုမှီဖို့ကတော့ away လို့သေးတယ် de bruyne class ကအများကြီးမြင့်တယ် standard ကဒါပေမဲ့ chagi ကဘာမြင်ရလဲဆိုတော့ ဟာလန်လိုမျိုးတိုက်စစ်မှုရှိနေတဲ့အချိန်အသင်းမှာ6ကီလိုကစားသမားမျိုးကရှိကိုရှိရမယ်တုံးကိုတုံးရမယ်ဘာလို့ဖန်တီးပေးချင်တာ creative လုပ်ချင်တဲ့ကစားသမားမန်စတီးမှာကြံတဲ့အသင်းပေါ်တွေ Riders ကလည်း creative ဘိုင်းအာသနာမဟုတ်သူအာသနာကပောက်ခွဲအားနဲ့သူကိုယ်တိုင်လည်းဂိုးတွေသွင်းမယ်အသင်းပေါ်တွေအတွက်နေရာလွတ်တွေရှာမယ်ပြိုင်ဘက်ကိုဘလို့ချိန်မှာဘလို့နေရာဘောင်းတော်တွေထိုးနှက်ချင်တာဖူနန်းလည်းအဲ့လိုကစားသမားမျိုးပဲမထင်မှတ်တဲ့အချိန်မှာမထင်မှတ်တာတွေလုပ်ပြချင်တာသူတို့မှာကျတော့သူတို့ကိုယ်တိုင် individual တစ်ခုခုလုပ်ပြချင်တဲ့ဟာကရှိနေတယ်ဟုတ်ကဲ့ဂိုးသွင်းနေတာပဲဖြစ်ဖြစ်အဲ့လို ဖန်နေမှုအားသာတာမဟုတ်ဒီဘရိုင်းတို့အိုဒီဂက်တို့ဦးချာကီမာကျတော့အဲ့လိုမျိုးချာကီကကျတော့ assist လုပ်ရတာသူက vision ကောင်းတယ်အဲ့သူ့ရဲ့တစ်ချက်ကလေးဘောလုံးအထုတ်ကလေးမှာပြိုင်မဲ့ကို့အသင်းဘော်လေးစီကို killer pass ပေးခြင်းတယ်သူကအဲ့လိုမျိုးကစားမမျိုးဟာလန်တို့လုံးဝဆုတ်ဖြစ်တယ်ဟာလန်တို့ကောင်းတယ်ဆိုတော့ ချာကီတာတဖြည်းဖြည်းချင်းမန်စီးတီးမှာနေရာပူရလာမယ်ဟာလန်နဲ့အချိတ်ဆက်ကွန်နက်ရှင်တွေပူကောင်းလာမယ်ဆိုရင်တော့မန်စီးတီးအတွက်ဒီဟာအရင်ပျော်ဖို့ကောင်းတယ်ဒါဖြစ်ကျွန်တော်ထင်ပါတယ်ဂွာဒီယိုလာဒါကိုမြင်ပြီးတော့လှုပ်လာလိမ့်မယ်ဒီပရိုင်းမရှိရတဲ့နောက်မှာမန်စီးတီးရဲ့ဒီပရိုင်းနေရာဖြည့်ဖို့ကဖိုဒန်လားလို့ထင်တယ်ဖိုဒန်ထက်ချာကီကပူပြီးဖြစ်လာဖို့ပူနီးကြတယ်ဘာလို့သူတို့ရဲ့ကစားဟန်နေချရာချာကီရဲ့ဖန်တီးမှုကိုပူအားတန်တယ်ကစားမှာဖိုဒန်ကကြတော့ creative မလုပ်နိုင်ဘူးမဟုတ်လုပ်နိုင်တယ်ဖိုဒန်ကဘောလုံးအုပ်တော့အရင်ကောင်းတယ်စကေးဆက်အရင်ကောင်းတယ်တဲလန်အရင်ဖြစ်တယ်ဒါပေမဲ့သူက ဗစတိုင်းအရန်ဖြစ်တယ်သူကိုတိုင်းနေရတောင်ပန်းနေမှာဖလန့်နေမှာတူဦးချင်းကြော်ဖြတ်နိုင်တယ်ဖန်တီးနိုင်တယ်ဂိုးတွေသွင်းနိုင်တယ်အဲ့တော့ဖန်နီးမှုတစ်ခုတည်းလုံးချင်တာမို့ तू ကအားလုံးလုံးနိုင်နေတယ်ကလူဟုတ်ကဲ့ချာကီကျတော့ तू ကဖန်နီးမှုအားတယ်ဒါကိုပဲသွားမှာဒါကိုပဲသွားမှာဆိုတော့ဟာလန်နဲ့ तू နဲ့တာကွန်နက်ရှင်ပိုကောင်းလာမယ်ချိတ်ဆက်မိလာမယ်ဆိုရင်တော့ရှေ့လာမယ့်ပွဲတွေမှာဒီမန်စတီးရဲ့ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှုတွေမှာချာကီကအရေးပါတယ်အစိတ်ပိုင်းတစ်ခုဖြစ်လာလိမ့်မယ်အထူးသဖြင့်ဒီလိုအိမ်ကွင်းပွဲတွေကိုကမဖြစ်မနေနိုင်ရမယ့် ပွဲတွေမှာချာဂီယာမန်စီးတီးရဲ့ဒီကွက်လန်တိုက်စစ်မှာပို့ပြီးတော့အရေးပါလာလိမ့်မယ်လို့ထင်တယ်ဒီမန်စီးတီးရဲ့ကိုနနမေးတဲ့မေးခွန်းဖြေရန်ဒီရာဒီမှာအာဆင်နယ်ကိုဖိအားပေးနိုင်မလားဆိုတော့နောက်ဆုံးချိန်ထိအာဆင်နယ်ကိုဖိအားပေးမဲ့အသင်းကမန်စီးတီးနဲ့လီဗာပူးနှစ်သင်းနဲ့တသင်းသင်းပဲအဲ့တော့ဒီနှစ်သင်းမှာဘယ်အသင်းခြေချော်သွားမလဲလီဗာပူးကတော့လက်ရှိချိန်ထိသူတို့အပြောင်းလဲတွေကြားမှာကစားမအသစ်တွေနဲ့အံဝင်သေးဘူးအထိုင်မကျသေးဘူးတော်တော်လေးကစင်းကလေးဖြစ်နေတော့နိုင်ပွဲတွေပြန်ရလာတယ်ဆိုပေမဲ့ အန်ဒီဆိုတော့မှဖြည့်ရှင်းစရာတွေအများကြီးဖြစ်နေ။မန်စီးတီးကတော့လီဗာပူးလောက်မများဘူး။ပြီးတော့ဟာလန်ရဲ့အောက်စတန်ဒင်းရာသီဖြစ်နေတယ်။ဒီရာသီပြနိုင်ငံနဲ့ကလပ်မှာဆိုပြိုင်ပွဲဆုံး16ပွဲလောက်မှာဂိုးမသွင်းနိုင်တာ2ပွဲပဲရှိတယ်။ပြီးတော့ဂွာဒီယိုလာနဲ့မန်စီးတီးကိုကျွန်တော်စိုးရင်တစ်ချက်ပဲရှိတယ်။ဒီရာသီဟာလန်ဘက်မှာအယမ်းမီခိုလွန်နေရတယ်။ဟုတ်ကဲ့။ဒီပြဿနာကိုဂွာဒီယိုလာကိုယ်တိုင်လည်းပြောထားပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကပဲအဲ့ဟာကို short ချခြင်းလေဒါပေမဲ့မဖြစ်နိုင်ဘူးဗျဒီရာသီမှာတော့ကျွန်တော်ထင်တယ်။ဒီရာသီလုံးဟာလန်ကိုပဲမီခိုပြီးတော့ပဲသွားရလိမ့်မယ်။တော်တော်များများပွဲတွေမှာလည်း ချိန်ဘက်တိုင်းကလည်းသိတယ်ဟာလန်လုတ်ရင်ငါတို့ခံရလိမ့်မယ်မန်စီးတီးကိုရက်တန်းဖို့ဟာလန်ကိုရက်အောင်လုတ်ဖို့ပဲဒါပေမဲ့တော်တော်များများအသေးမလုတ်နိုင်ဘူးဒီအဒီမှာအဲ့ဒီလုတ်ကိုစပါလုတ်နိုင်ခဲ့တယ်ဗီလာလုတ်နိုင်ခဲ့တယ်လုတ်နိုင်ခဲ့တဲ့နှစ်သင်းလုံးမန်စီးတီးစီကနေရက်မှတ်တွေယူသွားနိုင်ခဲ့တယ်မန်စီးတီးကိုရက်လက်ဆိုးအောင်ရက်နိုင်ခဲ့တယ်အဲ့တော့မန်စီးတီးကိုရက်ချင်တခုပဲရှိတယ်ဟာလန်ကိုရက်အောင်လုတ်လိုက်ဟာလန်ရက်ရင်မန်စီးတီးရက်သွားလိမ့်ဟုတ်ကဲ့အဲ့တော့ မက်ဆီဒီကတော့ဟာလန်နဲ့ကိုတည်ပြီးတော့ပဲဒီရာဒီသွားလိမ့်မယ်ကျွန်တော်ထင်တာတော့နောက်ဆုံးချိန်ဒီအာဆနယ်ကိုဖိအားပေးလိမ့်ဦးမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဒါတော့မှရူဒီမပါသေးဘူးเนาะအဲ့တော့အာဆနယ်ကျွန်တော်ဖြစ်ပြောချင်တာသတိထားရမယ်ကိုယ့်ရဲ့လမ်းကြောင်းကိုကိုယ့်အကူအမောင်းရမရှိအောင်ကိုလန်းကိုဖောက်နေရမယ်။ချောက်မှပဲကွာသေးတယ်။နှစ်ပွဲသာပဲရှိတယ်။အဲ့တော့ရိုဒီမပါသေးဘူး။ရိုဒီပါလာမယ်။ဒီလူစုံလာမယ်ဆိုရင်ဒါဂွာဒီလာဆိုတာကဘယ်တော့မှကျွန်တော်တို့ရှော့တော်လို့မရဘူး။အဲ့တော့တတိထားတော့မယ်အသေးထဲမှာထိတ်ဆုံးရပါလာပြီ။ဒီရာဒီ အာဆနယ်ရဲ့ချန်ပီယံပြည်တန်းကြောင်းအနောက်ရှေ့အပေးနိုင်ဆုံးအကြီးမားဆုံးအသင်းကဒီဆီယာတဘက်နဲ့အားပြိုင်မှုနဲ့မန်စီးတီးပဲအဲ့တော့ဘာဖြစ်လဲဆိုတော့နောက်တစ်ပတ်ဆိုရင်မန်စီးတီးကလစ်ဗာပူးနဲ့ကဲရမယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အာဆနယ်ကိုဘလို့ဘယ်သူလိုက်နိုင်မလဲဆိုတော့ဖြေပျော်သွားပြီအဲ့ဒီဘက်မှာတကယ်လို့တစ်ခုခု reset တစ်ခုတော့ကျွန်တော်သိရတယ်လစ်ဗာပူးနဲ့ပြီးရင်နျူကာဆယ်စိန်ဂျိမ်းဘက်မှာကစားမယ်နောက်လာမယ့်နှစ်ပွဲလောက်ကမန်စီးတီးတွေပွဲကျန်နေဟုတ်ကဲ့အဲ့တော့အဲ့ဒါလေးပြောချင်နောက်ဆုံးတစ်ချက်လေးဒါပြောချင်တာလေးရှိရပါတော့ဟုတ်ကဲ့ fantasy ကစားတဲ့ညီကိုတွေဟာလန်ကပတိန်မပေးဘူးဆိုရင် မရတော့ဘူးဆိုတာလေးကိုကျွန်တော်ထည့်ပြောချင်ပါတယ်အဲ့တော့အဲ့ဒါအရေးကြီးဆုံးပဲ fantasy ကကျွန်တော်တော်တော်များကစားတာပစ်ထားလို့ရပြီ FA ရဲ့ဆော့တဲ့ညီကိုတွေက Haaland captain ပေးပြီးပစ်ထားလိုက်တော့ဟုတ်တယ်အဲ့တော့ Haaland ကိုကျွန်တော်လည်းပေးလိုက်ပြီမရတော့ဘူးပေးလို့ပြရတော့ဘူးကျွန်တော်တိုင်ဖက်သွားချင်ပါအဲ့တော့ထားလိုက်ပါကျွန်တော်ပြောလိုက်တော်တော်လေးစုံသွားပါပြီအာနောက်ထောင်ညီကိုလည်းဂျင်းနဲ့မထင်ပါနဲ့နောက်ဒါမဲ့ပွဲစဉ်တွေမှာလည်းကျွန်တော်တို့ဒီလို preview review တွေနဲ့ပြန်လာကြတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကျွန်တော် sports corner ရဲ့ ပွဲပြီးသုံးချက်အစီအစဉ်ဖြစ်ပါတယ်ကြည့်ပေးခဲ့ညီကိုတရားချင်းစီတောင်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးတွေ like လေးနဲ့အားပေးကြပါအောင်လို့လည်းထပ်မံပြီးတောင်းဆိုချင်ပါတယ်ကြည့်ပေးခဲ့ကြတဲ့ညီကိုတရားချင်းစီတိုင်းကိုကျွန်တော်တို့ဒါ The Sports Corner အဖွဲ့သားများအားလုံးကကျေးဇူးအများကြီးတင်နေဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီမှာပဲညီကုန်းချောလိုက်ရပါတယ်ခင်ဗျာ